ော်လန်ပြည်သူပေါင်းလို့ရှင်ဒီတစ်ပတ်အတွက်ဘဲတော်လန်အဖွဲ့တွေကိုကူပြီးကြလှူပြီးကြပြီလဲရှင်သူ့ရဲ့ကူကြမယ်လှူကြမယ်စီစဉ်ရနေတော်လန်ပြည်သူတွေရဲ့ဒီအခက်ခဲကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးကြပါလေတော်လန်ခီးရဲ့အရွေးတွေမှာအောက်တစ်ချက်သေးတဲ့ဘွင့်ဖြစ်ကိုရိုင်းပါဝေထွန်းစစ်နိုင်ဖို့ကူကြမယ်လှူကြမယ် ဟယ်လိုတော်လန်ပြည်သူပေါင်းလို့ရှင်ပြည်ပြည် TV ရဲ့ကိုကြမယ်လှူကြမယ်စီစဉ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်အကြမ်းဖက်စစ်တပ်ကပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်မှုတွေထပ်ထပ်တိုးပြီးတော့လုံဆောင်လာနေချိန်မှာဒီဖက်စစ်စစ်တပ်ကိုအမြင့်ဖြတ်နိုင်မှုအတွက်ကတော်လန်ရေးအင်အားစုတွေတွားဆိုရင်တော်လန်ရေးကိုအရှိန်မြင့်လာကြပါတယ်ဒီလိုတော်လည်ရေးကိုအချိန်မြင့်ကြတဲ့အခါမှာငွေကြေးလိုအပ်မှုဆိုတာကိုအကြီးမားဆုံးအခက်အခဲတစ်ခုအနေနဲ့တော်လည်ရေးအင်အားစုတွေအားလုံးအရင်ဆိုင်နေကြရတာပါ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ PDF တရင်တက်ဖွဲ့တွေကိုတက်နိုင်သမျှပေးဖို့ထောက်ပံ့မှုတွေလုပ်နေပေမဲ့လိုအပ်ချက်တွေကတော့ရှိနေဆဲဖြစ်တာကြောင့် PDF တရင်တက်ဖွဲ့တွေပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့တော်လိုင်းအင်အားစုတွေကကမ်ပိန်းတွေလုပ်ပြီးတော့တီးခြားရန်ပုံဝင်ရှာနေကြရပါတယ်။ ငါတို့မှာငါတို့ပဲရှိရဆိုတဲ့စကားအတိုင်းပဲဒီຫນွေဥတော်လိုင်းရင်ကိုအချိန်မြင့်ပြီးတော့အောင်ပွဲနဲ့အဆုံးသတ်နိုင်မှုအတွက်တော်လိုင်းအင်အားစုတွေရင်ဆိုင်နေရတယ်။ဘန်နာငွေအခက်ခဲကိုတော်လိုင်းပြည်သူတွေအားလုံးဝိုင်းဝန်းပံ့ပိုးပေးနိုင်ကြဖို့ရှိဝဲပြီးတော့ဒီအစီအစဉ်ကိုတင်ဆက်ပေးလိုက်ရတာပါ။ဒီတစ်ပတ်တော်လည်ပြည်သူတွေကိုနိုင်ခုနိုင်ကြဖို့မိတ်ဆက်ပေးခြင်းနဲ့ကမ်မိန်းတွေကပထမအဦးဆုံးတစ်ခုကတော့ပေါ့စုယုံကြီးအောင်ပွဲစီဒုပြန်လာပြီးအေယာဝတီကမ်မိန်းပဲဖြစ်ပါတယ်။ ဒီကမ်းမဲဟာရွှေဝါရောင်ဆရာတော်အရှင်ထာဝရဦးဆောင်တဲ့ထာဝရအေယာဝတိနဲ့အေယာဝတိတိုင်းစစ်ဌာနတို့ပူးပေါင်းလှုပ်ဆောင်တာဖြစ်ပါတယ်။တနိုင်ငံလုံးရဲ့မဟာဖြူဟာထိုးစစ်အတွက်အရေးပါတဲ့အေယာဝတိတိုင်းရဲ့စစ်အင်ဟာဖြူဟာတက်ရင်းတွေနဲ့စစ်ကြောင်းတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။ ကမ်ပိန်းရဲ့တာဂက်ကတော့မြန်မာငွေ73,000ဖြစ်ပြီးတော့ကမ်ပိန်းကာလကတော့မေလ16ရက်နေ့ကနေ2025ဇွန်လ30ရက်နေ့ထိ45ရက်ဖြစ်ပါတယ်။စီလုံးမှုအင်အားနဲ့နိုင်တဲ့ဝင်ကိုထမ်းတိုင်းဧရာမှာအောင်လံထုမယ်ဆိုတဲ့ဒီကမ်ပိန်းကို အခုဖော်ပြထားတဲ့ Facebook Page နဲ့ QR Code တွေကနေတဆင့်သွားရအလှူဒါန်းနိုင်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ AOD တိုင်းစစ်ဌာနရဲ့ကမ်ပိန်းရှိသလိုပဲ AOD တိုင်းရဲ့ viewer 29 PDF ကလည်းတွဲလက်ကူရင် AOD ဆိုတဲ့အစီအစဉ်တစ်ခုပြုလုပ်ထားတာကိုလည်းမိတ်ဆက်ပေးခြင်းပါတယ်ရှင်။ဒီစီစဉ်ကတော့ AOD တိုင်း viewer 29ရဲ့ PDF တရင်တစ်ဖွဲ့တည်းရဲ့ငွေပြင်လိုအပ်ချက်တွေများစွာလဲရမှာစားနေရိတ်ခါစေဝါအကူအညီနဲ့အရေးပေါ်ကိစ္စရဲ့တွေအတွက်လှဆင်ထောက်ပို့နိုင်ဖို့အတွက်အစီအစဉ်ဖြစ်ပါတယ်။ ဒီစီစဉ်ကို2025ခုနှစ်မေလ9ရက်နေ့ကနေစတင်ခဲ့တာဖြစ်ပြီးတော့တော်လှန်ပြည်သူတွေအနေနဲ့ဆိုရင်လည်းတစ်လကိုအနည်းဆုံးမြန်မာငွေကျပ်3000ကျပ်ကနေစပြီးရော STB ဘဏ်နဲ့ NUG ပေးတော့ကနေတစ်စက်လားစင်ပါဝင်၊ကုညီထောက်ပံ့ပါဝင်နိုင်မှာဖြစ်ပါတယ်ရှင်။တွဲလက်ကုညီအေယဝတီ၊ဒတိမြေယိုးထိုးစစ်ထိုးမယ်။မိုးကြီးတက်မှာအောင်ပွဲစမယ်။မြဝကျွန်းပေါ်တိုက်ပွဲခေါ်မယ်။ပျော်လန့်ပြည်သူလက်တွဲကူလော့ တွဲလက်ကူညီအေယာဝတီလို့ဆိုထားတယ်ဒီအစီအစဉ်မှာပါဝင်နေနေဆိုရင်တော့အခုဖော်ပြထားတဲ့ Facebook page နဲ့ QR code တွေကနေတစ်စိတ်ပါဝင်နိုင်ကြောင်းသတင်းစကားပါလိုပါတယ်ရှင်အေယာဝတီအတွက်လူနိုင်ကူနိုင်ကြမယ့်နေရာတွေကိုမိတ်ဆက်ပေးပြီးရအောင်ပါဆိုရင်တော့တော်လရင်အတွက်အင်တာမအရေးပါတဲ့နောက်ထပ်စစ်မျက်နှာတစ်ခုဖြစ်တဲ့ရန်ကုန်တိုင်းအတွက်လုပ်နေတဲ့ကမ်ပိန်းတစ်ခုနဲ့လည်းမိတ်ဆက်ပေးခြင်းပါသေးတယ် ိမိတ်စာတွင်လည်းထိတ်တန့်ရင်ဆိုင်နိုင်မှုရန်ကုန်အဝင်ချက်ဝက်စင်တိမ့်တထောင်ကံမင်းပဲဖြစ်ပါတယ်ရှင်ဒီကမင်းကတော့စစ်စေရင်တွေမှာရှေ့တန်းသွားကြမယ်ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တရဲဘော်တွေကိုအုတ်ထုံးကြီးကစစ်မင်းနိုင်မှုပြုလုပ်နေတာဖြစ်ပါတယ်။ညွန်မန်းငွေပမာဏကတော့မြန်မာငွေကျပ်သိန်း1000ဖြစ်ပြီးတော့ဒီငွေကြေးကိုရှေ့တန်းထွက်မဲ့ရဲဘော်တွေအတွက်အုတ်ထုံးနဲ့ကြီးကတက်ဆင်ပေးသွားမှာလည်းဖြစ်ပါတယ်။ ကမဲကလာကတော့2025ခုနှစ်မေလ15ရက်နေ့ရနေပြီးရောဇွန်လ15ရက်နေ့အထိတလားတတိဖြစ်ပါလေရှင်။ရဲဘော်တွေရန်ကုန်ကိုဥတီတဲ့တိုက်ပွဲတိုင်းမှာရွရွချွတ်ချွတ်ပါဝင်တိုက်ပွဲဝင်နိုင်မှုအတွက်ဒီကမဲမှာជីကာအုတ်ထုတ်တလုံးကိုထိုင်းဖက်ငွေ8000ជីကာပြားတစ်ချက်ကိုတော့ထိုင်းဖက်ငွေ3500လုံးနဲ့ပါဝင်နိုင်မှာဖြစ်ပါလေရှင်။ជីကာအုတ်ထုတ်တွေជីကာအင်းကြီးတွေကဒီຫນွေဥတော်လည်းမှာရှေ့တန်းကနေ အသက်ဆုံးအတိုက်ပွဲဝင်နေကြတဲ့လူငယ်တွေရဲ့အသက်ကိုကာကွယ်ပေးနိုင်တာကြောင့်ဒီကမ်ပိန်းကိုလည်းအခုဖော်ပြထားတဲ့ Facebook page နဲ့ QR code တွေကနေတစ်စက်ပါဝင်ပေးကြဖို့ချူကနှိုးဆော်လိုက်ရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မိတ်ဆက်ပေးခြင်းတဲ့ကမ်ပိန်းကတော့အညာဘုန်းခုချင်းကမ်ပိန်းပဲဖြစ်ပါတယ်။ဒီကမ်ပိန်းကတော့အညာဒေသကလင်းငယ်တွေကိုအကျန်းဖက်စစ်တပ်ရဲ့လေဆောင်တိုက်ခိုက်မှုဘေးရန်အနေကာကွယ်ပေးနိုင်မှုအတွက်စူးစမ်းနေတဲ့ကမ်ပိန်းပဲဖြစ်ပါတယ်။ ဘုတ်ကိုချင်းတစ်ခုကိုသိန်း20ကျပ်နဲ့အဖို့30ယူရထားတာဖြစ်ပြီးတော့ကံမဲကိုတော့မေလ15ရက်နေ့ရနေဇွန်လ15ရက်နေ့အထိတလားတာပြုလုပ်သွားမှာဖြစ်ပါတယ်။ပြည်သူတွေကလေးတွေအဖို့အဖားတွေရဲ့အသက်ကိုကာကွယ်နိုင်မယ့်ဘုတ်ကိုချင်းတွေတူးနိုင်ဖို့အတွက်ကအခုဖော်ပြထားတဲ့ Facebook page နဲ့ QR code တွေရနေတစ်စက်တက်နိုင်တဲ့ဘက်ကနေပါဝင်အားဖြစ်ပေးကြဖို့ဒီနေ့ကနေဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ ဒီတစ်ပတ်မှာတော့အခုစီစဉ်လေးကိုဒီလောက်နဲ့ပဲရန်သားပြရစီရှင်။ချူမိတ်ဆက်ပေးခဲ့တဲ့ကမ်ပိန်းတွေရှင်းမှန်းထားတဲ့တားဂက်တွေပြည့်မီဖို့ကတော်လှန်တည်သူတွေအင်တိုင်းအားလိုက်ပါဝင် အားဖြစ်ပေးကြမယ်လို့ယုံကြည်ပါတယ်။နောက်ပတ်တွေမှာလည်းဘယ်နေရာမှာကိုရလှူရမလဲဆိုတာကိုရှာဖွေဖို့ခန့်နေကြတဲ့တော်လှန်တည်သူတွေအတွက်လှူနိုင်ကူနိုင်ကြမယ့်ကမ်ပိန်းတွေကိုထပ်မံရှာဖွေပြီးတော့မိတ်ဆက်ပေးပါအောင်မယ်ရှင်။ငါတို့မှာငါတို့ပဲရှိတယ်ဒီတော်လေးအောင်ဖို့အတွက်ငါတို့ကူမယ်ငါတို့လှူမယ်